ုချိန်မှာတော့ကိုကိုဘလို့နေဘလို့ပိုရှာလှတယ်ရက်တာစာထိုင်တာစာစားတာဆရာဆရာလက်ခုပ်တီးရပါသင်မိတာအဓိကခြေလှမ်းပေါ့သူရဲ့အာသချက်ကကျတော့ဒူးဖြောင်းနေခြေဆင့်နေဆိုတဲ့ဟာသူလုံနိုင်နေဆိုတော့ခြေလှမ်းကောင်းကောင်းလေးဖမ်းနိုင်အောင်ဒီခြေလှမ်းတဲ့ခါမှာ smack ဖြစ်အောင်ပေါ့အဲ့ဒါလေးတွေပါပဲအဓိက ဆရာနဲ့နေပြီးတော့ကိုယ့်ကိုစမတ်ဖြစ်အောင်လာပြီးတော့လေ့ကျင့်ဖြစ်သွားတာပါကိုယ့်ကိုစမတ်ဖြစ်အောင်မနေရင်ဘယ်သူမှကိုယ့်ကိုစမတ်ဖြစ်တယ်လို့ထင်မှမဟုတ်ဘူးဆိုတော့သိလိုက်ရတယ်ပေါ့နော်တို့တည်း difference ပေါ့အဲအများကြီးပြောင်းနေပါ့အများကြီးပြောင်းနေပါ့ဆိုတော့ तू ကပထမ training ရောက်တဲ့ရက်မှာလေကဒူးစားဖြောင်းပေါ့ သူရဲ့အာတာချက်ကလည်းအရင် absorb လုပ်နိုင်တယ်တင်ယူမှုဆိုရင်တော်တော်မြင့်တယ်ဆိုတော့တမင်းရဒါလောက်ရမယ်နော်ဒါလောက်ဆိုလို့ရှိရင်လေနှစ်ခေါက်မပြောရဘူးသူပြန်လုပ်နိုင်တယ်အဲ့ဟာ apply လုပ်တတ်တဲ့နေရာမှာလည်းသူတော်တော်အသုံးချနိုင်တယ်ဆိုတော့သူရဲ့ ability ကိုအားချီးကျူးပဲစတမရဆရာတို့ဟိုဆရာအဲ့လိုချီးတူးနေတော့ဘာဆက်ပြောမလဲတော့မသိတော့ အဓိကကတော့စမတ်ဖြစ်ဖို့ပါအာဘာဖြစ်ဖြစ်ဒီလောကမှာပဲဖြစ်ဖြစ်တခြားနယ်ပယ်မှာပေါ့နော်ကျင်လည်နေတဲ့သူတွေအကုန်လုံးကဒါကိုယ့်ရဲ့ poster တွေကိုတခြားအဲဘယ်လိုခေါ်မလဲအဲ control လုပ်နိုင်ရမယ်ပြီးရခါကြလို့ရှင် body ကအစားဘယ်လိုနေဘယ်လိုလူတွေဆိုတာကကြတော့အဲရမုံနှုတ်လိုမျိုးအဲအလုပ်ဒီမဒီမကဘူးတခြားလုပ်ငန်းရှင်တွေဆိုလည်းသူတို့ poster ဘယ်လိုရှိလဲသူတို့ရဲ့ appearance ကဘယ်လိုရှိလဲဆိုတာကြည့်ကြတဲ့လူမျိုးပဲဆိုတော့လေအဲဆရာနဲ့နေပြီးတော့ကိုယ့်ကို smart ဖြစ်အောင်လာပြီးတော့ legend ဖြစ်သွားတာပါအခုချိန်မှာတော့ကိုယ့်ကိုဘယ်လိုနေဘယ်လို post ရှာလာတယ်ရက်တာအစားထိုင်တာအစားစားတာဆရာဆရာလက်ခုပ်တီးရပါသင်မိတာဒီလက်ခုပ်တီးရဲ့ပုံစံကဆိုသူတို့ဒီ family တွေရှိမယ် pressure တွေရှိမယ်ဆိုတော့အဲ့ဒီတောက်လျှောက်မှာသူ့ရဲ့ဒီ manner တွေပေါ့ဒီကိုယ့်ရဲ့ကိုယ်ပိုင် manner လေးတွေအစားကြောရှင်းနေအောင်စမတ်ဖြစ်အောင်ဟုတ်လေငငယ်တော့ဘာဘီချမ်ပီယံစကူးမှာလေအဲ့လိုဘာဘီလေးဘာဘီလေးတင့်တလို့မျိုးလေဟို Princess Champion School တဲ့ဟာလိုမျိုးဖြစ်သွားတယ်လို့ပဲကိုယ့်ကိုယ်အဲ့လိုမျိုး ီနေ့ကတော့နောက်ဆုံးရက်ပါဒီနေ့ကတော့ရမုံလုံး9ရက်မြောက်ပေါ့နော်အဲဆရာဒီကြားထဲမှာလည်းအဲတေချာချာတင်ပေးတယ်ဒါရမုံလည်းနားမလည်အချင်းတေချာပြပေးတယ်ဟိုကျေးဇူးများကြီးတင်ပါတယ်ဒီကြားထဲမှာတေချာလေးရမုံတင်ကြပေးခဲ့ဘယ်လိုမျိုးခံစားရလဲဆိုတော့အဓိကတော့ပထမဆုံးအနေနဲ့ပို့ပြီးတော့ confidence ရှိလာတယ်ကိုကိုစမတ်ဖြစ်တာကိုသတိထားမိလာတယ်အဲနေတာထိုင်တာပြောတာဆိုတာအစား ဘလိုလေးဆိုလို့ရှိရင်ပို့ပြီးတော့အကြည့်လို့အဆင်ပြေမလဲဒါဆရာသင်ပေးထားတဲ့တရားပဲပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ရှေ့လျှောက်လည်းဒီလိုမျိုးလေးအများကြီးကြင့်ကြံပြီးတော့ကျင့်သုံးပြီးနေဖြစ်သွားမှာပါအဓိကခြေလှမ်းပေါ့သူ့ရဲ့အာသာချက်ကကျတော့ဒူးဖြောင်းနေခြေဆင့်နေဆိုတဲ့ဟာသူလုံနိုင်နေဆိုတော့ခြေလှမ်းကောင်းကောင်းလေးဖမ်းနိုင်အောင်ဒီခြေလှမ်းတဲ့ခါမှာ smack ဖြစ်အောင်ပေါ့အဲ့ဒါလေးတွေပါပဲအဓိကသူကဒီအဓိကဒီသုံးသင့်တဲ့နေရာလေးရှိရေခန္ဓာကိုယ်ရဲ့ balance ဖြစ်အောင်ဒီနေရာလေးရဲ့တချို့နေရာမှာမသုံးရဘူးသုံးရမယ်ဆိုတဲ့ဟာလေးကျွန်တော်တို့ပုံမှန် နေစဉ်ဘွားမှာလူတွေရှောက်နေသွားနေကြတော့ဟိုဒီလိုမျိုး technique တွေနဲ့သွားနေရမှာမဟုတ်တော့သူအဲ technique ထဲဝင်သွားအောင်ဒီကျွန်တော်ရဲ့ form နဲ့ဝင်သွားအောင်လုပ်ပေးခဲ့ရတာ သူလည်းတော်တော်စူးစမ်းယူခဲ့ပါတယ်အဲအချိန်မှာအဓိကတော့ဒါ mystery ဆိုတာကလည်း definitely ကနိုင်ရတာမှန်တယ်ဒါပေမဲ့ရမုံတို့လိုမျိုးအခုလိုအလုပ်မျိုးလုပ်နေတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်လည်းဒါနိုင်ငံသားမှဆိုလို့ရှိရင်မိဘတွေကကိုယ့်ရဲ့သားသမီးကိုပဲဖြစ်ဖြစ်ပေါ့နော်ရမုံလေးလာရတဲ့တော့ပေါ့ဆရာစီမှာတန်တန်းတက်ပြီးရနောက်မှာအမြင်တွေလည်းကျေသွားပါတယ်အဲတော်ဝင်တန်တန်းနေပါပြီဆိုပြောတော့ကိုရီးယားကိုက်ထဲမှာပါတယ်အဲအဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးနိုင်ငံသားမှလည်းတက်ကြရရှိတယ်ရမုံဆိုလည်းအခုလိုခွင့်ရမျိုးရောက်လာတဲ့အချိန်မှာရမုံလည်းတက်ကြရမမှောက်လို့ထင်တယ်တက်ကြည့်ချင်တဲ့လူတွေအကုန်လုံးလည်းခွင့်ရမျိုးရှိ လာမယ်ဆိုရင်တက်ဖြစ်မှာပဲလို့ထင်တယ်ပေါ့နော်အဲအဲ့လိုမျိုးတော့အရင်မသိပါဘူးရမုံဒါတော့မှဆရာနဲ့တွေ့မှရမုံရဲ့အမြင်တွေကကျေလာတာပေါ့နော်အရင်တော့ကကြတော့ရမုံက key drama fan နေပါပြီဆိုတော့ key drama နဲ့ပတ်သက်ပြီးတော့ပဲယူသွတ်တာပါဟုတ် ဒီမုံဒီကြားထဲမှာလိလာမိခဲ့တာကိုကိုစမတ်ဖြစ်အောင်မနေဘယ်သူမှကိုကိုစမတ်ဖြစ်တယ်လို့ထင်မှာမဟုတ်ဘူးဆိုတော့သိလိုက်ရတယ်ပေါ့နော်အဲကိုကိုစမတ်ဖြစ်အောင်နေကိုကိုပို့ပြီးတော့အဲချစ်ပေးရမယ်ကိုကိုပို့ပြီးတော့လေးစားရမယ်ကိုကိုပို့ပြီးတော့အဲကိုရဲ့ပေါ့နော်ကိုကိုပို့ပြီးယုံကြည်မှုရှိမယ်ဆိုလို့ရှိရင်ဘေးကလူတွေကလည်းကိုကိုအဲ့လိုမြင်လာမယ်ဆိုတာရမောကသိလာတယ်အဲ့တော့ဆရာနဲ့တူတူဒီ class join လိုက်တာလည်းရမောရဲ့ဒီလေကတစ်စစ်ပဲလေကတစ်စင်တက်လိုက်တယ်လို့ပဲပေါ့နော်အဲ့လိုပုံစံမျိုးပါပဲဟုတ် တို့တော့သူစူးစားပါတယ်သူစူးစားတဲ့အလျောက်တော့စူးစားတဲ့အတိုင်းပဲသူစူးစားသလိုပဲသူရဲ့ achievement တွေရလာမှာ life မှာအဲ့တော့သူကောင်းတဲ့ achievement တွေရလာမယ်လို့ယုံကြည်ရဲ့အဲ့သူရဲ့ဒီ pressure တွေပဲဖြစ်ဖြစ် family တွေပဲဖြစ်ဖြစ် definitely CV တွားရမယ်နေရာတွေရှောက်နိုင်ရမယ်နေရာတွေမှာသူ dismiss ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျင့်နေနေပါပြီ ဟုတ်ကဲ့ပါဒါအခုကတော့ဒါရမုံတို့ရဲ့တင်တဲ့နောက်ဆုံးနေ့လေးပေါ့နော်ရမုံကတော့ဒီ smart ဖြစ်အောင်လုပ်တဲ့တင်တဲ့မှာလာပြီးတော့အဲရမုံ training လေးလေးကျင့်ပြီးတော့ဒါသင်ယူနေရပဲဖြစ်ပါတယ်အပိတ္တိတို့လည်းဒီမကိုကိုနေ့စဉ်နဲ့အများပေါ့နော် smart ဖြစ်အောင်ပူကြိုးစားရင်လည်းကိုကိုပြိုပို့ပြီးတော့ upgrade ဖြစ်အောင်ကြိုးစားပြီးတော့ better person ဖြစ်လာပါစေလို့ရမုံဆုတောင်းပေးပါတယ်